ားလုံးမင်္ဂလာပါဓမ္မကုတုချန်နယ်မှကြိုဆိုလိုက်ပါတယ်ခုဖက်ပြပေးမှာတော့စိုက်စရာဥနုရေးတာထားတဲ့ကမ္မတဏဆိုရဲစာအုပ်ပဲဖြစ်ပါတယ်အပိုင်းနှစ်ဥမြကြီးတို့မိသားစု ရှန်ကုံကပတိန်ကိုမြင်လန်ခရီးနဲ့သွားရင်ဝါခေမဆိုတဲ့မြို့ကလေးကိုဖြတ်သွားရတယ်ဝါခေမဟာ ရှန်ကုန်ကနေမိုင်132မိုင်ဝေးတယ်။အခုပြောမယ့်အဖြစ်အပျက်တွေဟာပထမကဘာစစ်ကြီးမဖြစ်ခင်စကားနှစ်လောက်ကစပြီးအဒီဝါခေမာမြို့ကလေးမှာဖြစ်ပျက်ခဲ့တယ်။အဲ့ဒီအချိန်ကာကဝါခေမာမြို့မှာထင်ရှားတဲ့ပုဂ္ဂိုလ်ကြီးနှစ်ယောက်ရှိတယ်။တယောက်ကဥဖို့ခင်ဖြစ်တယ်။တယောက်ကဥမြကြီးဖြစ်တယ်။ဥပိုးခင်နဲ့ဥမြကြီးတို့ဟာငငယ်ကကြောင်းတွေပဲတငယ်ချင်းတွေဖြစ်တယ်။ဒါပေမဲ့ဥမြကြီးကတိတ်ပြီးဆိုတယ်။ခဏခဏကြောင်းပြေးတယ် မကောင်းတဲ့အပေါင်းဖော်တွေနဲ့တွေ့ပြီးနောက်တော့အိမ်ကပါထွက်ပြေးတယ်။ဦးမြကြီးကလေးတဲ့နောင်မအောင်အိမ်ကထွက်ပြေးပြီးဆယ်နှစ်လောက်ဟာဦးမြကြီးမှအိမ်ကြေးရခြင်းမရှိဘူး။တနေ့ကုန်တနေ့ကန်ဖဲဝိုင်းမှာပဲနေဖဲသမားတွေခိုင်းရကိုလို့ဖဲသမားတွေကြေးရစားဖဲသမားတွေတိုက်တဲ့အရက်တော့ဖဲသမားတွေစီကရတဲ့ပတ်စံကလေးနဲ့တခါတရံဖဲဝင်ရိုက်အဲ့ဒီလိုဖဲဝိုင်းကြပိုးလုပ်နေတယ် နောက်တော့ကန်အားလျော်စွာပဲသူထက်အသက်9နှစ်လောက်ကြီးရဲ့ဝါခေမတစ်ဖက်ကန်တော်ကရွာသူမတ်ရွှေမဆိုတဲ့မုဆုံမတယောက်နဲ့အိမ်တောင်ကြတယ်။အဲ့ဒီမုဆုံမမှာလွှာစင်တစ်ခုရှိရင်အဲ့ဒီလွှာစင်ကိုအုပ်ချုပ်ရတဲ့အခါဦးမြကြီးရဲ့ကလိန်ညာနေရှိတဲ့၍အစွမ်းကုန်ပြဖို့အခွင့်ကောင်းရတယ်။တက်တော်ပဲဆိုင်ရာ အမှုထမ်းအရာတန်းအချို့တွေကအောက်ကျပောင်းတဲ့သူကိုအောက်ကျပောင်းငွေကြိုက်တဲ့လူကိုငွေပေး မိမကြိုက်တဲ့လူကိုမိမပေးလက်ဆောင်ကြိုက်တဲ့လူကိုလက်ဆောင်ပေးပြီးတစ်တွေကိုရနိုင်သလောက်ခိုးထုတ်တာပဲအဲ့ဒီလိုလှုပ်လိုက်တာနှစ်နှစ်အတွင်းနောက်ထပ်လှစဉ်တစ်ခုတည်နိုင်တယ်နောက်လှစဉ်ကပထမလှစဉ်ထက်၅ဆလောက်ကြီးရဲ့တော်ကားဘက်ကိုသွားရင်ဥမြကြီးဒေါ်ရွှေမလှစဉ်ဆိုတဲ့စိုင်းပုတ်ကြီးကိုဝါခင်မှာမြင့်အလယ်လောက်ကလေးကမြင်ရတယ်ဥမြကြီးကပစ္စည်းနည်းနည်းစုမိလာတော့စိန်ရွှေအပေါက်ခံတယ် အစမတန်နဲ့အပေါင်ထားတဲ့ပစ္စည်းဆိုရင်ဥမြကြီးစီကပြန်ရွေးလို့မရဘူးဥပမာ900တန်စိန်လက်စွတ်တခွင်90နဲ့ပေါင်ရင်ဥမြကြီးစီကပြန်ရွေးလို့မရဘူးလာပေါင်ကလေးကပေါင်တဲ့လူဟာအပေါင်စာချုပ်ဖြစ်ပိုင်းတွေမှာလက်မှတ်ထိုးသွားရတယ်သူလိုချင်တဲ့ပစ္စည်းလာပေါင်ရင်အဲ့ဒီပေါင်တဲ့လူအိမ်ပေါ်ကဆင်းသွားတာနဲ့တပြိုင်နက်ဖြတ်ပိုင်းမှာသူထိုးပစ်ခဲ့တဲ့လက်မှတ်ရဲ့အပေါ်နားမှာ ဘယ်နည်းကဒီပစ္စည်းကို ပြန်ရွေးပြီးပြီဆိုတာရေးထားလိုက်တာပဲဟိုတုန်းကတော့ရုံတို့ကတ်တို့ကိုပေါက်ပေါက်ရရသွားရတဲ့လူတွေတိတ်မများပါဘူးအဲ့ဒီတော့အပေါအဆုံးတဲ့လူတွေကဦးမြကြီးရဲ့အိမ်ပေါ်ကငိုပြီးဆင်းသွားရတာလောက်နဲ့ပဲတင်းတိမ်ချိန်နေကြရတော့တာပါပဲစိန်ရွှေပြီးတော့တဆင့်တိုးလဲအပေါခံနဲ့လဲတွေကိုလည်းစိန်ရွှေတွေလိုပဲလောက်တာပဲနောက်နည်းနည်းလောက်ကြတဲ့အခါဦးမြကြီးကဆန်ဆက်တလုံးတည်နိုင်ပါတယ် တပည့်တွေမွေးထားပြီးပါရှင်မတိပဲတလင်းတွေကခိုးရောက်နေစပါ။စပားကြီးတွေကခိုးရောက်နေစပားတွေကိုဇီးပေါ်ပေါ်နဲ့ရှောက်အဝယ်ခိုင်းနေ။အဲ့ဒီစပားတွေကိုသူ့ဆက်မှာဆန်ခွဲပြီးရောင်းနေ။တခါတလေသူ့စိတ်ကြိုက်နေတွေ့ရင်ခိုးရပါ တိုက်ခိုက်ရပါပစ္စည်းကိုပါလက်ခံလိုက်သေးတာ။နောက်နှစ်နှစ်လောက်ကြာတဲ့အခါမူလဆန်ဆက်ထက်ကြီးတဲ့ဆန်ဆက်ကြီးတစ်လုံးကို နောက်ထပ်တည်နိုင်ပါတယ်။ပစ္စည်းအတော်ချမ်းသာလာတဲ့အခါ ဝါခဲမဘက်မှာတိုက်တလုံးဆောက်ပြီးသူ့မိန်းမဒေါ်ရွှေမကိုအဒီတိုင်မှာပို့ထားတယ်။ဦးမြကြီးကတော့တော်ကပတ်ဆက်ဝန်ကြီးထဲမှာသူ့အတွက်ရောအာနာပိုင်တွေကိုပါလက်ထိုးဖို့အတွက်ရောမွေးထားတဲ့ကောင်မလေးတွေနဲ့အပြော့အပားလိုက်အရက်တောင်းလိုက်ဖဲချလိုက်နဲ့တနေ့တနေ့အချိန်ကုန်တာပဲ။မယားကြီးဒေါ်ရွှေမစီကိုတလား၂ချိန်၃ချိန်လောက်ပဲသွားတော့တယ်။ဦးမြကြီးကမယားကြီးဒေါ်ရွှေမနဲ့တတရသမီးတယောက်ပဲရတယ်။ သားကိုမောက်ထွန်းလို့ခေါ်တယ်။သမီးကိုထွေထွေလို့ခေါ်တယ်။မယင်ငယ်တွေနဲ့ရတဲ့ကလေးတွေကတော့သူ့ကိုယ်တိုင်းဘလောက်ရှိမှန်းမသိဘူး။မွေးထတဲ့ကလေးမလေးတယောက်ယောက်ကိုယ်ဝင်ရှိလာရင်ဆက်မာလို့တဲ့အလုသမားတယောက်ယောက်လွှတ်စင်မာလို့တဲ့အလုသမားတယောက်ယောက်နဲ့ပေးစားလိုက်တာပဲ။တခြားမှာသူတို့ရဲ့အစွမ်းအစနဲ့သူတို့ရှာပြီးယူကျင်လေဥမြကြီးကလိုတဲ့ငွေထုတ်ပေးလိုက်တာပဲ။တချို့ခမမိုက်ငရေမကြောက်တာလေးတွေကတော့ ကိုဝင်ကိုဖျက်ချပစ်လိုက်တာပဲသူ့မယငယ်တွေဟာတော့ကစံဝင်ကြီးထဲမှာသာရှိတာမဟုတ်ဘူးသူ့လေတွေမှာရှိတဲ့ရွာတွေမှာလည်းရှိတာပဲတခါတခါဦးမြကြီးဟာလေတွေတွားကြည့်အောင်ပဲဆိုပြီးဒီမယငယ်တွေစီမှာ3-4ရက်စီလောက်တွားတွားပြီးပျော်ပါတတ်ပါတယ်ဦးမြကြီးဟာဒီလိုအကျင့်ဆိုပေမဲ့ငွေပေးတဲ့နေရာမှာအင်မတန်ရရောတဲ့အတွက်လူရယာသူ့ကိုဝိုင်းမပယ်ရဲဘူးဝါခင်မှာဘက်မှာပဲဖြစ်ဖြစ်တော်ကားဘက်မှာပဲဖြစ်ဖြစ် တာရေးနိုင်ရှိလို့ဦးညကြီးငွေဘလောက်ထည့်လိုက်ပါဆိုရင်ဈေးမစစ်ဘူးအလုကန်တလောက်ထည့်လိုက်တာပဲဒီနေ့ကျတော့ဦးညကြီးကအုံပင်စုရွာကိုသွားပါတယ်အုံပင်စုကဝါခင်မာရဲ့အနောက်တောင်တောက်၁၀မိုင်လောက်ဝေးပါတယ်အဲ့ဒီအုံပင်စုမှာမကြာသေးခင်ကမှရတဲ့မအုံတင်ဆိုတဲ့မိငယ်တယောက်ရှိတယ်မအုံတင်ဟာငယ်တယ်အသက်၁၈နှစ်ဆိုတော့သူ့တမီးထွေထွေနဲ့မှရွယ်သူပဲရုပ်ကတိတ်ချောတာပဲ ဲ့ဒီတော့ဒါလေးကိုရဖို့အတွက်အောင်တွယ်ကိုငွေ900မအောင်တင်ရဲ့မိဘတုံးဖို့ငွေ1000မအောင်တင်အတွက်ကငွေ9000ရွှေတင်ကားဆက်ပြားစီ ရွှေလက်ကောက်9ရံစိန်ချေလက်စုပ်တကွင်တပတ်တရတီစီရှိတဲ့စိန်နက်ကက်ကတရံပေးရတယ်ဒါတွေတင်မကတည်ဘူးရောက်ခမဖြစ်သူက အုံပင်စုရွာမှာတကြီးလှုပ်ချင်တယ်ဆိုလို့မူလတကြီးကိုလေစင်မှုတစ်ခုနဲ့ဖြုတ်ချပြီး သူရခမကြီးကိုတကြီးဖြစ်အောင်အာနာပိုင်တွေနဲ့ငွေထိုးရတဲ့အတွက်နောက်ထပ်ငွေ3000လောက်ကုန်သွားသေးတယ်။အဲ့ဒီမအုံးတင်ကလေးကိုတော့တခြားမိမတွေထဲဦးမြကြီးဟာပို့ပြီးမှတ်တယ်။အဖြစ်လို့လဲဆိုတော့ဒီမအုံးတင်ကိုရတာ6လလောက်ပဲရှိသေးတယ်။မအုံးတင်စီကိုဦးမြကြီးလာတာအကောင့်20ထက်မနည်းဘူး။ဒီလိုမကြခဏလာတက်မှန်တည်တော့အဲ့ဒီအကောင့်မှာပြုတ်သွားတဲ့တကြီးဦးဖေအောင်ရဲ့မအုံးတင်ကို ဦးမြကြီးကယူသွားတဲ့အတွက်ကြံရစ်ဖြစ်နေတဲ့မအုံးတင်ရဲ့ရီစာဟောင်းဘတ်တုတ်ရဲ့လေဧက300ဦးမြကြီးစီမှာအစမတန်တဲ့အပေါင်ဆုံးသွားတဲ့အတွက်စိတ်နာနေတဲ့ဥဖုခရဲ့ပေါင်းပြီးဦးမြကြီးကိုတေချောင်းကြံကြပါတယ်ဦးမြကြီးကမအုံးတင်ကလေးနဲ့အိတ်နေတော့တကြီးကြဖျောင်းကြံရစ်ဘတ်တုတ်နဲ့အပေါင်ဆုံးဖုခတို့ခိုင်ထားတဲ့ထောင်ပြန်လူစိုးစိန်လာဟာနောက်ပြေးတကားကိုပေါက်ပြီးအိမ်ထဲဝင်လာပါတယ် အယ္ယာနာရောက်တော့ဥမြကြီးရဲ့လက်မျိုးကိုမိန်နဲ့တအားစောင့်ထိုးလိုက်တာဥမြကြီးလည်းအယ္ယာပေါ်တင်ပဲပွဲချင်းပြီးတည်ပြီးသူ့ကလိန်ဂျုံဆက်ကိုတင်သွားရရှာတယ်။စိတ်ရွှေမက်ပြီးဖေးအရွယ်ကြီးကိုယူလိုက်ရတဲ့မအုံးတကလေးလည်းမှုဆုံးမကလေးဖြစ်ပြီးကျန်ရစ်ရှာပါတယ်။ဥမြကြီးရဲ့ရောက်ခမတကြီးနဲ့မရင်ငယ်မအုံးတင်ကလွဲလို့တရွာလုံးမှာဥမြကြီးကိုမေတ္တာရှိရလို့မရှိတဲ့အတွက်လူတက်မှုကိုဘယ်လိုစစ်လို့မှမပေါ်ဘူး။ဒါကြောင့် တည်မှုကိုစုံစမ်းလို့မရတဲ့အမှုအဖြစ်နဲ့ပလိတ်ကပိတ်လိုက်ရပါတယ်။ပစ္စည်းဟာမီးနဲ့တူတယ်။မီးဟာတုံးတက်ရင်လူတွေမှာအကျိုးအများကြီးဖြစ်နိုင်တယ်။မတုံးတက်ရင်လူတွေမှာဒုက္ခအများကြီးဖြစ်နိုင်တယ်။ပစ္စည်းလည်းဒီလိုပဲ။ပစ္စည်းဟာတုံးတက်ရင် ပစ္စည်းရှင်မှာအကျိုးအများကြီးဖြစ်နိုင်တယ်။ဒီပစ္စည်းကိုအကြောင်းပြုပြီးဒါနကုသိုလ်၊သီလကုသိုလ်၊ဘာဝနာကုသိုလ်တွေကိုဒါလုပ်မယ်ဆိုရင်ဒီပစ္စည်းရှင်ဟာလူနဲ့ပြမအဖြစ်နဲ့ ပုံစံဆန်ရပြီးနိဗ္ဗာန်ကိုမျက်မှောက်ပြုရတဲ့အထိအကျိုးဖြစ်နိုင်တယ်။ပစ္စည်းဟာမတုံ့တက်ရင် ပစ္စည်းရှင်မှာဒုက္ခအများကြီးဖြစ်နိုင်တယ်။ဒီပစ္စည်းတွေနဲ့မိမာလိုက်ဖေးရိုက် အရက်တော့လူတွေနှိမ့်ဆက်နေမယ်ဆိုရင်ဒီပစ္စည်းရှင်ဟာတည်ပြီးတဲ့နောက်တရိစံပြိတ္တအတုရကေငရဲဆိုတဲ့အပေလေးပုံကိုစောက်ထိုးဆင်းမှာပဲ။ဦးမြကြီးဟာပစ္စည်းရှင်ဖြစ်တော်လဲပစ္စည်းကိုတုံ့တက်တဲ့ပစ္စည်းရှင်မျိုးမဟုတ်ဘူး။ မတုံတက်တဲ့ပစ္စည်းရှင်ဖြစ်တယ်။အခုနေမြာဒိဗာစကုအပိန်ញင်ရတဲ့သူတော်သူမြတ်တွေ့ရလို့တိတ်ပြီးတဲ့နောက်ဦးမြကြီးဟာဘဲပုံကိုရောက်သွားပါတယ်လို့မြာလျှောက်ထားကြည့်ကြရင်အရက်တော့ဖေးရိုက်မိမလိုက်လူတွေကို နှိပ်ဆက်သွားတဲ့အကုသိုလ်ကံတွေကြောင့်ဦးမြကြီးတယောက်ဖြစ်အဝိစီကိုစောက်ထိုးဆင်းရရှာပြီလို့ဖြေမှာဧကံမုချမလွယ်တော့ပါဘူး အပိုင်း၃ကိုဆက်လက်ဆောင်မြောနားဆင်ပေးကြပါအောင်ခင်ဗျာဒီဗီဒီယိုလေးကိုအဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ကျွန်တော်ရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးကြဖို့အားလုံးကိုမေတ္တာရက်ခံအပ်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါစို့ကိုစိတ်နှစ်ဖြာစမ်းမချမ်းသာကြပါစေ